င်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်စစ်တပ်ပိုင်းဥပိုင်ကုမ္ပဏီရဲ့လက်ဆင့်မီတာတွေကိုဝယ်ယူဖို့ပယ်ချခဲ့တဲ့အတွက်ထောင်နှစ်ရှည်ချခံခဲ့ရတဲ့ NLD လက်ဆင့်ဝန်ကြီးဦးဝင်းခိုင်ကို ကျဲမာရေးဆိုးရွားနေချိန်ကြမှာစစ်ကောင်စီကလွတ်ငင်းပေးခဲ့ပါတယ်လာရှိုးမျိုးကတာတနာ2500တောင်ကုန်းကိုစစ်တပ်ကလေရင်နဲ့ဘုံကျဲချမှုပြည်လုံးချမ်းသာစေတော်မြတ်ကြီးနဲ့ ခိုးရင်ကျောင်းဆောင်တွေပျို့ကျပျက်စီးခဲ့တဲ့သတင်းပါဝင်နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ပုတ်ကတော့စစ်တပ်ပိုင်းမြမစီဝါရေးဥပံကုမ္ပဏီကထုတ်လုပ်တဲ့ Ever တစိမ့်လက်စစ်မီတာတွေကိုလက်စစ်ဝန်ကြီးဌာနရဲ့မီတာတပ်ဆင်ရေးစီမံချိန်မှာဝယ်ယူဖို့ပယ်ချခဲ့တဲ့အတွက်စစ်ဘုတ်ချုပ်တွေအညှိုထားထောင်နှစ်ရှည်ချခံခဲ့ရတယ်။ NLD လက်စစ်ဝန်ကြီးဦးဝင်းခန့်ကိုစံမာရေးဆွေးရနေခြင်းရောက်မှစစ်ကောင်စီကလွတ်ငင်းပေးလိုက်တယ်လို့ NLD သတင်းရက်ကွက်ကပြောပါရယ်။အော်တိုဘားလ28ရက်နေ့ညနေပိုင်းအချိန်က NLD လက်စစ်ဝန်ကြီးဦးဝင်းခန့်တက်ရောက်စစ် သနေရတယ်။မန္တလေးစေယုံကြီး ICU ခန်းထဲကိုအာဏာပိုင်တွေရောက်ရှိလာပြီးထောင်ဒဏ်28နှစ်ချမှတ်မှုကနေလွတ်ငင်းခွင့်ပေးတယ်ဆိုပြီးစစ်တပ်ကအမိန့်စာလာဖတ်သွားခဲ့တာလည်းဖြစ်ပါတယ်။ဒါပေမဲ့သတိမင်မျောနေတဲ့ NLD အစိုးရလက်စစ်ဝန်ကြီးဦးဝင်းခိုင်ကတော့ ဘာမှသိနိုင်တဲ့အခြေအနေမရှိဘူးလို့လည်း NLD သတင်းရင်းမြစ်ကပြောပြပါရတယ်။အော်တိုဘာလာစံပိုက်မှာမန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ကိုလည်းမန္တလေးဆေးရုံကြီး ICU ထဲရောက်မှသာစစ်ကောင်စီကလွတ်ငင်းခွင့်ပေးတယ်ဆိုတဲ့အမိန့်စာကိုလာရောက်ဖတ်ပြခဲ့ပေမဲ့လည်းအော်တိုဘာလာ9ရက်နေ့မှာဒေါက်တာဇော်မြင့်မောင်ဟာကွယ်လွန်ခဲ့ရတာလည်းဖြစ်ပါရတယ်။စစ်တပ်က2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့ကစစ်တပ်အာဏာသိမ်းပြီးတဲ့နောက်မှာ နိုင်ငံဗဏ္ဍာငွေ6ဘီလီယံခန့်နှစ်နာတယ်ဆိုပြီး အာဂရီလိုက်စားမှုတိုက်ဖြတ်ရေးဥပဒေပုံမှန်55နဲ့ ထောင်ဒဏ်28နှစ်ချမှတ်ခဲ့တာလည်းဖြစ်ပါတယ်။ NLD အစိုးရလက်စစ်ဝန်ကြီးဦးဝင်းခိုင်ကိုစစ်ဘုတ်ချုပ်တွေကအညွှန်းတကြီးထောင်ချခဲ့တာဟာနိုင်ငံဗဏ္ဍာငွေကျပ်6ဘီလီယံနဲ့နေတယ်ဆိုတဲ့လုတ်ကြံဆက်အကြောင်းပြချက်နဲ့ဖြစ်ပြီးတကယ့်လက်တွေကတော့စစ်တပ်လောက်ကမြမစီဝါရေးဥပိုင်က ထုတ်လုပ်တဲ့ Ever Desert လုပ်ငန်းတုံးနဲ့လက်စစ်သုံးမီတာတွေအရေးသွေးမကောက်တဲ့အတွက် NLD အစိုးရအုပ်ချုပ်ခဲ့တဲ့2016ကနေ2020ခုနှစ်ထိငင်းပယ်ခဲ့တာကြောင့်လည်းဖြစ်ပါရရှင်။ ဒီတစ်ခါမှာတော့အကြမ်းဖက်စစ်ကောင်စီကစိုက်ဘာရာဇဝတ်မှုတွေပါဝင်ပတ်သက်နေပြီးအွန်လိုင်းလင်လယ်မှုနဲ့ဆက်ဆက်သူအချို့ကိုစစ်အုပ်စုအကြီးအကဲကဂုဏ်ပြုတစိုက်တွေတောင်ချိမြင့်နေတယ်လို့ကုလသမဂ္ဂအစည်းအဝေးမှာကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တန်မတ်ကြီးဦးကျော်မိုးထွန်းကပြောဆိုလိုက်ပါတယ်။အော်တိုဘာလ25နေ့ကပြုလုပ်တဲ့86ကြိမ်မြောက်ကုလသမဂ္ဂအထွေထွေညီလာခံပထမကော်မတီရဲ့အခြားလက်နက်ဖြတ်သိမ်းရေးလုပ်ငန်းစီတွေနဲ့နိုင်ငံတကာလုံခြုံရေးခေါင်းစဉ်နဲ့ဘာသာရေးဆိုင်ရာဆုနွေးမှုမှာကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်တန်မတ်ကြီးဦးကျော်မတော်ကအခုလိုပြောဆိုခဲ့တာလည်းဖြစ်ပါတယ်၂၀21ခုနှစ်တရားဝင်အာဏာသိမ်းယူပြီးရဲ့နောက်နယ်စပ်ဒေသတွေမှာစစ်အုပ်စုရဲ့ဩဇာကံပြည်သူစစ်အဖွဲ့တွေနေကြားဆောင်တပ်ဖွဲ့တွေနဲ့သူတို့ရဲ့ဆက်ဆက်နေတဲ့ဒေသတွေတွေမှာစိုက်ဘာရာဇဝတ်မှုကျူးလွန်သူတွေကစိုက်ဘာမှုကင်းကျူးလွန်မဲ့ကွန်ပေါင်းတွေတည်ထောင်လာတာလည်းဖြစ်တယ်လို့လည်းဆိုထားပါတယ်အဲ့ဒီကွန်ပေါင်းတွေမှာစစ်တပ်အရာရှိကြီးတွေအပါအဝင်တော်ဝင်ရှိသူတွေကိုယ်တိုင်စိုက်ဘာလိန်လယ်မှုမှာပါဝင်နေတာမျိုးတွေ ဒါမှမဟုတ်လက်ပေးလက်ယူမှုတွေကိုကျွတ်လွန်နေတာမျိုးတွေပါဝင်ပတ်သက်နေရလို့လည်းဥကြုံမိုးထုံးကထောက်ပြထားပါတယ်။အဲ့ဒီထဲကတချို့သူတွေဟာစိုးစုအကြီးကဲရဲ့ဂုံပြူတစိတ်တွေချင်းမြင့်ချင်းခံခဲ့ရသလိုတချို့မှလည်းစစ်တပ်ရဲ့နိုင်ငံရေးပါတီဖြစ်တဲ့ကြန့်ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီဝင်တွေဖြစ်တယ်လို့လည်းတန်မှတ်ကြီးကပြောပါတယ်။မြန်မာပြည်သူတွေနဲ့နိုင်ငံကပြည်သူတွေကိုပြစ်မှတ်ထားကလူကုန်ကူးတာတွေငွေလိမ်လည်တာတွေစတဲ့စိုက်ပါမှုကင်းတွေကိုကျွတ်လွန်နေကြပြီးစိုးစုကလည်းအပေါ်ယံဟန်ပြဖမ်းဆီးပေမယ့်အဲ့ ဲ့ဒီလုပ်ငန်းတွေကိုပံ့ပိုးနေရလို့လေဦးကျော်မိုးတော့ကကုလအစည်းအဝေးမှာပြောကြားလိုက်ပါရရှင်။ တရင်းသားရီတိုင်းတရင်းတဘောက်ကိုတက်ဆက်ပေးကြပါတယ်။တရင်းသားရီတိုင်းလောင်လုံးမြို့နယ်မှာအကျန်းဖက်စစ်တပ်စစ်ကြောင်းကို၃ကြိမ်တက်ခတ်ခဲ့ရမှာစစ်သား၃ဦးထက်မနည်းဟာတေသွားခဲ့တယ်လို့လောင်လုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပကဖစီကနေသိရှိရပါတယ်။အော်တိုဘာလ၁၂ရက်နေ့ကနေစတင်က လောင်လုံးမြို့နယ်ညင်းမော်ကျေးရွာဖုံရင်ကျောင်းတွင်တက်ဆွဲဖို့ဝင်ရောက်လာခဲ့တဲ့အကျန်းဖက်စစ်တပ်စစ်ကြောင်းကိုရင်းဖို့ကျေးရွာအနီးမှာတကြဲအော်တိုဘာလ၁၄ရက်နေ့က Gog In ကျေးရွာအနီးမှာတကြဲ အော်တိုဘားလ16ရက်နေ့ကအောက်ရေပြူကျေးရွာအနီးမှာတကြိမ်တိုက်ခတ်ခဲ့ရမှာနှစ်ဖက်အပြန်လဲပြစ်ခတ်တိုက်ပွဲ ဖြစ်ပွားခဲ့လို့လည်းသိရှိရပါဗါတယ်။အဲဒီတိုက်ပွဲ၃ကြိမ်အတွင်းအကြမ်းဖက်ဆက်သား73ထက်မနည်းဟာတေသွားတာဖြစ်ပြီးအရာရှိတဦးပါဝင်အကြမ်းဖက်ဆက်သား10ထက်မနည်းဟာထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့လောင်လုံးမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ပကဖစီကနေသိရှိရပါဗါတယ်။အကြမ်းဖက်စစ်တပ်ကလောင်လုံးမြို့နယ်အတွင်းစစ်ကြောင်းထုံးနေစဉ်မှာဒေသပြည်သူ၅ဦးကိုလည်းတပ်ဖြတ်ခဲ့လို့သိရှိရပါဗါတယ်ရှင်။ မကွေးတိုင်းသတင်းတပုတ်ကိုတက်ဆက်ပေးကြပါရစေ။မကွေးတိုင်းဆလင်းမြို့နယ်မှာအမျိုးသမီးတအူးကိုမရင်းကျင်ပြီးရဲရဲဆက်ဆက်တပ်ဖြတ်ခဲ့တဲ့တရခန့်ဦးဆန်ကို PDF တပ်ဖွဲ့ကဖမ်းဆီးပြီး ပုံမှန်နှစ်ခုနဲ့အမှုဖွင့်အရေးယူထားတယ်လို့စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်စ်ကိုပြောပါရယ်။အော်တိုဘာလ25နှစ်ကစလင်းမြို့နယ်အတွင်းတော်လင်းတပ်ဖွဲ့တွေရဲ့စိုးမိုးနေမြေအတွင်းမှာအသက်36နှစ်အရွယ်ရှိတဲ့အမျိုးသမီးတူကိုမရင်းကျင်ပြီးရဲဆက်ဆက်တပ်ဖြတ်ခဲ့တဲ့အသက်42နှစ်အရွယ်ရှိတဲ့ဦးဆန်ဆိုသူကိုတော်လင်းတပ်ဖွဲ့ဝင်တွေက82နှစ်အတွင်းဖမ်းဆီးနိုင်ခဲ့တာလည်းဖြစ်ပါရယ်။ဦးဆန်ဆိုသူဟာမရင်းမှုကျွလွန်ပြီးရဲ့နောက်မှာကိုအင်ကအစိတ်ပိုင်းတွေကိုဖျက်တော့ကရဲဆက် ဆက်တက်ဖြတ်ခဲ့တာကြောင့်ရာဇဝတ်ကြီးပုံမှ386-302ကတို့နဲ့အမှုဖွင့်ရေးယူထားပြီးဥပဒေနဲ့အညီထိရောက်စွာအပြစ်ပေးရေးယူသွားမယ်လို့စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတာဝန်ရှိသူတို့ကပြောပါရရှင်။ န္တလေးတိုင်းဒေသပုတ်ကိုကြည့်အောင်ပါမန္တလေးတိုင်းတောင်သာမြို့နယ်ရုံးစီကြီးရဲစခန်းကိုဒရုန်းနဲ့ပုံကျဲတိုက်ခတ်ခဲ့ရမှာဗိုလ်ကြီးတူပါဝင်၄ဦးဟာအပြင်းထန်ဒဏ်ရာရရှိခဲ့လို့မြင်းကြံ District Drone Strike MDDS တပ်ဖွဲ့ကတာဝန်ရှိသူတူကပြပြပါတယ်အော်တိုဘာလ28ရက်နေ့ညနေ3နာရီခွဲလောက်မှာတောင်သာမြို့နယ်ရုံးစီကြီးရဲစခန်းကိုပြည်သူ့ကာကွယ်ပူးပေါင်းတပ်ဖွဲ့ကဒရုန်းနဲ့ 6kg ဘုံသီး၄လုံးကိုကျဲချတိုက်ခတ်ခဲ့ရမှာရဲစခန်းလက်လက်တိုက်နဲ့အချုပ်ဆောင်တို့ကိုဘုံသီးနှလုံးထိမှန်ပေါက် ကွဲသွားခဲ့ရလို့လည်းသိရှိရပါဗျ။အဲဒီလိုတက္ကမုံတွင်စခန်းမှာတောင်ဝန်ကျနေတဲ့အကြမ်းဖက်စစ်တပ်ကဗိုလ်ကြီးတူဦးပါဝင်ဒူရဲအုပ်တူဦးနဲ့အခြားအဆင့်ရဲနှုတ်တို့လည်းအပြင်းထန်တရားရှိခဲ့လို့သိရှိရပါဗျ။ရုံးစီကြီးရဲစခန်းကအကြမ်းဖက်စစ်သားနဲ့ရဲတွေဟာပြည်သူတွေနေထိုင်ရာခြေရွာတွေစတင်ကြောင်းတွေဖုံးရင်ကြောင်းနေရာတွေကိုတရင်ပေးပြီးလေကြောင်းကနေတိုက်ခိုက်ခိုင်းနေရလည်းဖြစ်ပါတယ်။အဲဒီလိုတွေလုဆောင်နေမှုကြောင့်တွားရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်းမြင်းကြံ district drone strike NDDS တပ်ဖွဲ့ကတာဝန်ရှိသူတို့ ို့ကပြပြပါရရှင်။ ခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ပုတ်ကတော့ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုမြို့ကတသနာ2500တောင်ကုန်းကိုစစ်တပ်ကလေနဲ့ဘုံကျဲတက်ခတ်ခဲ့တာကြောင့်ပြည်လုံးချမ်းသာစေရီတော်မြတ်ကြီးနဲ့ဖုန်ရင်ကျောင်းဟာပျို့ကျပျက်စီးသွားခဲ့ရလို့ဒေသပြည်သူတွေကပြောပြပါတယ်။မနေ့ကတရက်ထဲမှာပဲလာရှိုမြို့ကိုလေကျောင်းတက်ခတ်မှုနှစ်ကြိမ်ပြုလုပ်ခဲ့တာမှာတသနာ2500တောင်ကုန်းမှာရှိတဲ့ပြည်လုံးချမ်းသာစေရီတော်မြတ်ကြီးနဲ့ဖုန်ကြီးကျောင်းဟာပျို့ကျပျက်စီးသွားခဲ့ရတာလည်းဖြစ်ပါတယ်။အဲ့ဒီတသနာ2500တောင် ုံးပေါ်မှာတန်ဃာတွေနဲ့ဖုန်ကြီးចောင်းတွေပဲရှိတာဖြစ်ပြီး last show ကို MND မသိငင်တုန်းကအကြက်ဖက်စစ်တပ်ကလုံခြုံရေးရာတက်ဆွဲထားတာဖြစ်တယ်လို့လည်းဒေသပြည်သူတို့ကပြောပြပါတယ် last show မျိုးကို MND ကတင်ပိုက်ပြီးရဲ့နောက်မှာတာသနာ2500တောင်ကုန်းမှာဘာစစ်တပ်မှမရှိတော့ပဲတန်ဃာတွေနဲ့ကိုရင်တွေပြင်နေကြတာဖြစ်ပြီးအခုစစ်ကောင်စီကပေါင်900ဘုံးနဲ့ကြက်ချမှုကြောင့်ဖုန်ကြီးចောင်းအဆောင်တွေကတော့ကြိုကျပျက်စီးသွားသလိုဈေးတော်ကြီးလည်းပပတ်လည်းဘုံးစတွေဆင်ထားရလို့ last show ချိုမြို့ကန်တအိုးကရှင်းပြပါရရှင်။ဟုတ်ကဲ့ပါရှင်။ဒါကြောင့်ရန်ကုန်ခေတ်တဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးရပါကျွတ်ကျွတ်ပေးတဲ့ကျေးဇူးတင်ပါရှင်ကျွန်မများပါ။